မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့ပြည်သူ့စစ်မဟာဗျူဟာအောင်မြင်ရေးအတွက်စစ်မှုထမ်းဟောင်းအဖွဲ့တွေကို မောင်းနှင်အဖြစ်အပြုမယ်လို့မင်းအောင်လိုင်ကပြောပါတယ်ကြုံတိုးမှာစစ်ကြောင်းတစ်ခုနဲ့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုစစ်တပ်ဘက်ကနေထိခိုက်ပေဆုံးမှုများပြားပြီးလက်နက်ခဲယမ်းတွေကိုတိုက်ဆက်ရရှိတဲ့တဲ့တင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြက်ဖက်စစ်တပ်ကပြည်သူ့စစ်မဟာဗျူဟာအောင်မြင်ရေးအတွက်စစ်မှုထမ်းဟောင်းအဖွဲ့တွေကိုမောင်းနှင်အားဖြင့်အားပြုမယ်လို့စစ်ကောင်းဆောင်မေအောင်လိုင်ကပြောဆိုလိုက်ပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့စစ်မှုထမ်းဟောင်းအထူးညီတာခံမှာအကြက်ဖက်မေအောင်လိုင်ကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။စစ်မှုထမ်းဟောင်းအဖွဲ့ဟာတိကျလွတ်လပ်တဲ့စစ်တပ်ရဲ့မိတ်ဆက်အဖွဲ့စည်းတစ်ခုဖြစ်ပြီးဘုံဌာနချုပ်ရော တောင်းပြင်းနယ်စစ်မှုထမ်းဟောင်းအဖွဲ့22ဖွဲ့၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့308ဖွဲ့တို့နဲ့ဖွဲ့စည်းထားတာဖြစ်တယ်လို့စစ်တပ်ရဲ့အရန်အင်အားဖြင့်လုံခြုံရေးကိစ္စရပ်တွေမှာပါဝင်နေရလို့လည်းဆိုထားပါဗျ။တခါစစ်သားဖြစ်မှုရင်အမြဲစစ်သားဖြစ်တယ်လို့ဆိုနိုင်ကြောင်းမင်းအောင်လန်ကဆက်လက်ပြောပါဗျ။စစ်မှုထမ်းဟောင်းတွေအနေနဲ့စစ်တပ်ကချမှတ်ထားတဲ့ပြည်သူ့စစ်မဟာဗျူဟာအောင်မြင်စေရတဲ့စစ်မှုထမ်းဟောင်းအဖွဲ့တွေရဲ့စီယုံရေးစွမ်းရင်ကိုမောင်းနေအားဖြင့်ထိရောက်စွာအပြုတ်နိုင်ရမယ်လို့လည်း ်မေးအောင်လိုင်းကဆိုပါတယ်အကြက်ပဲစစ်တပ်ကလက်ရှိမှာနိုင်ငံတော်စစ်မျက်နှာအသီးသီးမှာစစ်ရှုံးနေတာကြောင့်အတင်းအဓမ္မစစ်မှုထမ်းပစ်ဆူဆောင်းတာနဲ့အငိမ်းစားယူပြီးသားစစ်မှုတဟောင်းတွေကိုလည်းမလုံးပေးမြောက်ပွင့်ပြောဆိုပြီးစစ်မှုပြန်ထမ်းခန်းတာတွေကိုလုတ်ခိုင်းကရှေ့လေစစ်မျက်နှာပြင်တွေစစ်လို့မှုနဲ့မြို့ပြလုံခြုံရေးတွေကိုပူပေါင်းပါဝင်စေတာတွေလုတ်ဆောင်ခိုင်းနေလို့လည်းသိရပါတယ်ရှင်။ ။မကွေးအတိုင်းတဘုတ်ကိုကြည့်အောင်ပါ။မကွေးတန်းရေစုံမြို့နယ်ခလရ258တရင်ကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတက်ခတ်ခဲ့ရမှာ။စစ်သား3ဦးဟာတေသွားပြီး PDF တပ်ဖွဲ့ဝင်တဦးလည်းကြာဆုံးခဲ့ရတယ်လို့ရေစု PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်။ဧပြီလ29ရက်နေ့မနေ့9နိုင်လောက်ကရေစုအခြေစိုက်အချက်ပဲစစ်ကောင်စီခလရ258တရင်တွင်းကနေအင်အား150နဲ့ထွက်လာတဲ့အချက်ပဲစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကထမ်းဆယ်ပင်ကြေ ့ရအနည်းမှာအသင့်ဆောင်ဆိုင်တိုက်ခိုက်ခဲ့ရမှာတနေကုန်နီးပါအပြန်လဲပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါဗါတယ်။အဲဒီပွဲမှာစစ်သား3ကတေသွားတာဖြစ်ပြီးစေဦးထက်မနေလဲဒဏ်ရရှိခဲ့တယ်လို့ရေဂျိုပီတီရဲ့အဖွဲ့ဝင်ဘက်ကလည်းအဖွဲ့ဝင်တအူးဟာမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့ရေဂျိုပီတီရဲ့တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါဗါတယ်။အထင်ရှားသွားတဲ့အကြမ်းဖက်စစ်သားတွေဟာထဲဆယ်ပင်ကြေးရအတွင်းကပြည်သူနေအိမ်စစ်လုံးကိုမိရှုကခလာရ258တရင်တွင်ကိုပြန်လဲဝင် ုတ်သွားတယ်လို့လည်းသိရပါဗါးအဲတခိုင်မှုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ရေချိုမြို့နယ်ပကဖာနယ်ပခုတ်ကိုခင်အမှတ်ကိုတရင်တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရဲ့ရှင် ဘကိုးသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ဘကိုးတိုင်ထန်းပြည်မြို့နယ်ဇေယျကြီးမြို့အခြေဆိုင်ခလရ83ကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့တပြည်မြို့စခန်းကစစ်ကြောင်းတို့ကို တော်လန်တပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့ရမှာစစ်သားစစ်တပ်ဦးဟာတေသွားခဲ့လို့ရုံးနေတန်ဒရုန်းအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။အေပယ်လာ28ရက်နေ့မနေ့ပိုင်းကထန်းပြည်မြို့နယ်အခြေဆိုင်ခလရ83တရင်ကနေတပြည်မြို့စခန်းကိုရိတ်ခါဖို့ဖို့ထွက်လာတဲ့စစ်ကြောင်းကို တော်လန်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက် တက်တာ6ဦးဟာတည်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအလားတူဧပြီလ28ရက်နေ့ညနေ3:00နာရီဝန်းကျင်လောက်ကလည်းတောင်ကိုခရံထဲတပင်မြို့နယ် KNU တပ်မဟာနှင့်နေမြေတပင်မြို့စခန်းကဒဏ်ရစစ်သားတွေကို ZF ကြီးမြို့အခြေဆိုင်ခရရ83တရင်ကိုပို့ဆောင်မှုထွက်လာတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးထက်မနည်းဟာထိခိုက်ဒေသွားတယ်လို့လည်းသိရပါဗါးရှင့် ကရင်ပြည်နယ်တရင်တပုတ်ကိုတက်ဆက်ပေးကြပါရစေ။ကရင်ပြည်နယ်ကြုံတိုးမြို့မှာစစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်တပ်သားတွေကိုတိုက်ခိုက်ရမှာစစ်တပ်တပ်ကထိခိုက်ဒေဆုံးမှုများပြားပြီးလက်နက်ခဲယမ်းတွေကိုတိုက်ဆက်ရရှိခဲ့လို့ KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တရင်ရင်းမြစ်တွေကရန်ကုန်ခေတ်စ်ကိုပြောပါရစေ။အေဘလ30ရက်နေ့မှာကြုံတိုးမြို့ကအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်ပြီးမြေပြင်စစ်ကြောင်းနှစ်ခုအင်အား100ကျော်နဲ့စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရစေ။အကြမ်းဖက် စစ်ကြောင်းကို KNL မဟာမိတ်ပူးပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်ကျွန်းကလေးရွာနဲ့နွားချံကုန်းရွာတို့မှာအကြမ်းဖက်တပ်ဖွဲ့ဝင်တွေဟာအပေများပြီးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်ကလက်လက်ခဲယမ်းတွေကိုတင်ပိုက်ရရှိခဲ့ရလည်းဖြစ်ပါတယ်ရှင်ရန်ကုန်ဗရင်တဘောကိုတက်ဆက်ပေးကြပါရယ်ရန်ကုန်တိုင်းစမ်းကြောက်မြို့နယ်မှာမီးစက်နှိုးက၄ပိစက်အေယာကွန်အသုံးပြရာကနေမိသားစုဝင်၄ဦးဟာသေဆုံးခဲ့ပြီး က်လန့်ထွက်လာမှပဝန်းကျင်ကတရှိရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မေလတရနေ့မနေ့ပိုင်းကစမ်းကြောင်းမြို့နယ်ရွှေလောင်းလမ်းအမှတ်44လေးလွာအေးမှာ အပတ်မက်နဲ့မခံမရနိုင်အောင်ထွက်နေလို့ဆိုပြီးပဝန်းကျင်ကရဲရဲစစ်တပ်ကိုအကြောင်းကြားပြီးအခန်းကိုဖွင့်ကြည့်ရမှာမိသားစုဝင်လေးဟာတိတ်ဆုံးနေရကိုတွေ့လိုက်တာလည်းဖြစ်ပါတယ်အဲ့ဒီအခန်းလေးလွာရဲ့နောက်ဖေးခန်းမှာမိဆက်ထားရှိထားပြီးမိသားစုဝင်လေးဦးလုံးဟာအိမ်ထဲမှာတိတ်ဆုံးနေကြတာဖြစ်ပြီး တည်ဆဲနေတာဟာရဲ့အတော်ကြာနေပြီဖြစ်တဲ့အတွက်အပတ်မှန်ထွက်မှသာပတ်ဝန်းကျင်ကသိရှိရတာလည်းဖြစ်ပါတယ်။လက်တလုံးမှာရန်ကုန်မြို့မှာစစ်ကောင်စီက၄နိုင်မီပေ၈နိုင်လက်စစ်မီဖြတ်တောက်တဲ့အလှည့်ကျမီပေစနစ်ကိုကျင့်သုံးနေတာလည်းဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့မမလေးမှာအငိမ့်စားပဘုတ်ကဒေါက်တာထွေ့ထွေ့ကိုမြေခွက်ပြတ်မယ်လို့ဆိုပြီးတက်ဖြတ်ကပစ္စည်းတွေကိုလူရက်သွားတယ်။အင်ချမ်းမြေပွဲစားဆိုင်ထွန်းတော့ကိုကိုဆိုင်ကိုဖမ်းဆီးရရှိခဲ့လို့ရတပ်ဖွဲ့ကတင်းထုတ်ပြန်ထားပါဗါတယ်။ဧပြီလ25နေ့မနေ့ပိုင်းကအငိမ့်စားတက်တာပေဒဌာနပမုခဒေါက်တာထွေ့ထွေ့ကိုမဟာအမေမြို့နယ်ကအတိအင်ချမ်းမြေပွဲစားကအင်ချမ်းမြေလိုက်ပြတ်မယ်လို့ဆိုပြီးပတန်ကြီးမြို့ ့နယ်ကိုခေါ်ဆောင်သွားကရိုက်မဲ့တက်ဖြတ်ခဲ့တာဖြစ်ပြီးလက်ဝင်လက်စားတွေနဲ့ပန်ဆိုင်မှုတွေကိုပါလူရဲသွားတယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီအင်ချမ်မြေပွဲစားစိုင်းထွန်းတော်ကကိုဆိုင်ကိုမေလတရက်နေ့မနေ့စင်နိုင်ကဟဲဟိုမြို့မှာဖမ်းဆီးရရှိခဲ့လို့လည်းသိရပါဗါတယ်။တက်ဖြတ်သူအင်ချမ်မြေပွဲစားစိုင်းထွန်းတော်ကကိုဆိုင်နဲ့တက်ဖြတ်ခံရသူအငင်းစားပမုခ ဒေါက်တာထွေးထွေးတို့မှာမိတ်ဆွေတွေဖြစ်ကြပြီးအင်ဂျင်နီရောင်းဝယ်မှုတွေကိုအတူတူလုပ်ကန်ဖူးသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိမှာတော့ဆိုင်းနွန်လောက်ကိုကိုဆိုင်ကိုလူတက်မှုနဲ့ပတင်ကြီးမြို့မှာရဲစခန်းမှာအမှုဖွင့်လက်ကဖမ်းဆီးထားရလို့လည်းသိရပါဗျရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ဘုံခစ်တဲ့မနက်ခစ်တဲ့နေ့ကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။